ဧပြီလ9ရက်နေ့ကကော့တောင်းမြို့နယ်ဟိန္ဒူရိုးရာစရီနောကာလီမန်မေရောပူဇော်ပွဲနဲ့အဆိုင်ပူဇော်ပွဲကိုဟိန္ဒူဘာသာဝင်တွေစုပေါင်းပြုလုပ်ခဲ့ကြပါတယ်။အီမမမောင်ကတရင်ပစ်ပို့ထားပါရရှင်။ရိုးရာဒလီယုံကြည်မှုနဲ့ကျင်းပါတယ်ဟိန္ဒူရိုးရာ SI ပူဇော်ပွဲကိုမြန်မာနိုင်ငံလုံးကဟိန္ဒူဘာသာဝင်တွေက April 9ရက်နေ့ရောက်တိုင်းပြုလုပ်ကြတာပါနှစ်စဉ်နှစ်တိုင်းဒီလို SI ပူဇော်တာ ဆုံးတိုက်နဲ့တိုက်အတိုက်ခိုက်တွေပပျောက်စေပြီးတော့ကျမ်းမာရေးနဲ့စီးပွားရေးကောင်းတယ်ဆိုတဲ့ယုံကြည်မှုကလည်းဟိန္ဒူဘာသာဝင်တွေမှာရှိကြပါတယ်။မိမိတို့ရဲ့ဒီမေတော်ကြီးကိုသိတတ်ပြီးတော့ကိုးစားခြင်းဖြစ်ပါတယ်။မိမိတို့မေတော်ကြီးကိုသိတတ်ပြီးတော့မေတော်ကြီးရဲ့ပွဲတော်ကြာရောက်တဲ့အခါကျရင်အကူစိုက်ပြီးမှဆိုတော့သူတို့ကိုးစားတဲ့ပုဂ္ဂိုလ်တွေအားလုံးကဒီနေ့ဒီရက်မှာအားစိုက်ခြင်းဖြစ်ပါတယ်။ဒီအားစိုက်ခြင်းနဲ့ပတ်သက်ပြီးတော့ မိမိတို့အန်တရာယ်ကင်ဘေးစင်စီပွားလာလာပါကြားမှချင်းဖြစ်ပါတယ်ဒီလိုခန္ဓာကိုယ် SI ပူဆိုတာရွေးရဒလိမီးနေတာတွေကိုမြန်မာတိုင်းနိုင်ငံလုံးကဟိန္ဒူဘာသာဝင်တွေအနေနဲ့တနည်းရဲတစ်ချိန်နဲ့ပြုလုပ်ရတာဖြစ်ပြီးတော့ရက်ပြောင်းရွှေ့လို့မရဘူးလို့လည်းသိရပါတယ်မြန်မာနိုင်ငံဟာဘာသာရေးနဲ့ပတ်သက်ပြီးလွတ်လပ်စွာကိုယ်ကွယ်ခွင့်ပေးထားတဲ့နိုင်ငံတစ်ခုဖြစ်ပြီးဘာသာရေးပွဲတော်တွေကိုလည်းရွေးရအလိုက်လွတ်လပ်စွာကျင်းပခွင့်ပေးထားတာပဲဖြစ်ပါတယ်ကျွန်မအီမမမမ